ပွဲဆိုတာကြက်ပွဲလဲကြက်ပွဲပဲဘောလုံးပွဲလဲပွဲပဲကျွန်တော်ဇက်ကြတော့အဲ့လိုမဟုတ်တော့ဇာတရန်ကရောတီတီဇက်ဆိုတဲ့အဆောင်ဘုံနဲ့အရင်ဇက်သမားလာရင်မှတ်သားရရပါတယ်သင်္ကားသာရကြရပါဇက်သမားပြန်ရင်မှတ်သားရကြံမယ်ဇက်သမားပြန်ရင်ကွာအမိုက်ဘုံဝင်ကြံခဲ့တယ်ဆိုရင်ပုံစံမျိုးမဖြစ်အောင်နော်တယောက်နဲ့တယောက်မှတ်သားရကြံပုံဖော်ချစီလိုစီအဲ့ဒါကြောင့် ကသမားပြန်မှတ်သားစီရကြံရမယ်ဆိုတဲ့ဆောင်ဖို့ကိုပုံဖော်ခဲ့တာသဘူဒီပါမှာအချက်ဆုံးဆိုတာကျွန်တော်တို့နေနေကြတာကသဘူဒီပါလက်ရတောင်ရောဩဘာနွေထွန်းဆိုရယ်ဆောက်တိအိရှက်ဒီကျွန်တော်အိရှက်မှာနေနေတဲ့အတွက်เนาะအဲ့ဒီချစ်တဲ့အတွက်ချစ်တဲ့သူ အချစ်သမားတွေအများကြီးရဒါအဲ့လိုအချစ်သမားတွေကိုကျွန်တော်ပုံဖော်တဲ့နေရာမှာဒီဓာတ်သာဂိရိဇတ်ထုတ်ဆိုရင်လေသီရာဒေဝီရဲ့အပေါ်မှာသီရာဒေဝီအပေါ်မှာဓာတ်သာဂိရိရဲ့အချစ်စိတ်เนาะဆွဲလန်းစိတ်အဲ့ဒါကိုသူဒီသီရာပေါ်မှာဇဘူးဒီပေါ်မှာသူအချစ်ဆုံးဆိုပြီးတော့ပုံဖော်တဲ့အနေနဲ့ အဲ့ဒီဇူးပါချက်ဆုံးကိုကျွန်တော်ဝယ်တယ်။ပေါ်ကျွန်တော်အော်ပရာလူကနော်ပြတ်သက်မှာလေဒီလိုပါပဲ။ပြတ်သက်ကြတော့လေအဲ့ဒီဇူးတရားပါပါချက်ကြတယ်အချက်တည်းရှိကြတယ်အထဲမှာ။သဘောကခေအရချက်ကြတယ်လူကြီးဟိုအများကြီးရှိရပါတယ်။အဲ့ဒီထဲမှာသူကြီးအချက်ဆုံးဆိုတဲ့ပုံစံမျိုးနဲ့သူ့ရဲ့ heading name ကြီးအားလုံးနဲ့ချက်တတ်တဲ့လူများနဲ့သက်ဆိုင်ရဲ့ heading name တခုဖြစ်တဲ့အတွက်အားလုံးဟာအဲ့လိုဖုံဖော်ကြအဲ့လိုပဲခုနောက်ပိုင်းဇတ်တော်မှာလဲကျွန်တော်ဆရာဆင်မင်းဇတ်ထုတ်ဟာလာဟိုကျွန်တော်ခုနပြောခဲ့ဘူးတဲ့ရှင်မွေးလုံးမင်းနန္ဒာဇတ်ထုတ်ဆိုရင်လဲသူလည်းအချစ်ပဲရှင်မွေးလုံးမင်းနန္ဒာဆိုရင်လဲပွေလုံးကိုချင်းနှုံးတော့အောင်ဆက်ပါဖုံးလိုက်ရပါမှာဖုံးဆက်ပြရသည်ဆိုပြီးတော့ ရှင်မွေးလုံးရဲ့တောက်ဆိုမှုကိုမင်းနန္ဒာဟာသူဖုံးကန်နှိမ့်သွားရင်ငါအပြန်တော့အန္တရာယ်ရှိမှာပဲအခက်ကြုံမှာပဲဆိုတာသိသိကြီးနဲ့ချစ်လွန်းလွန်းတိရကိုရဖို့ကြိုးစားနေနောက်ဆုံးယာမနဲ့ရန်ရိုးကြီးဖွဲ့ပြီးသွားတာဒါတော့ယာမရသွားတဲ့အချိန်မှာပြိုချင်းဟိုရင်ကိုအဓိကထားဖို့တိရကိုသာငါအချစ်ဆုံးသဘူတိဘာမှာငါအချစ်ဆုံးဆိုတဲ့စိတ်ထက်တယ်တိရရဲ့မေတ္တာ ရဖို့ပဲမြန်ရအောင်ခိုးကြီးမိစက်ခွင့်ပြုခဲ့အဲ့ဒါကြောင့်လည်းအဲ့ဒီရဲ့အဆိုးကျိုးရသူကန့်ကြမ်းမာနဲ့သူနောက်ဆုံးဒီရန်ကုန်မြစ်အထွက်မှာပဲဒီအနေပြုခြင်းကိုသူဖုတ်ကန်နေသွားရတဲ့ခံခဲ့ရတယ်ဆိုတဲ့တာတကဒါသူကရှင်မွေးလုံးကိုချစ်လွန်းလို့အတက်ပါမငဲ့ွက်ပဲနဲ့ န်ဒီဖြစ်ပါဘူးမငက်ကပဲနဲ့ချက်ခဲ့တဲ့ဒူဒီလေသူလဲသဘူဒီမှာပါအချက်ဆုံးသူတယောက်ပါဟိုတလောကကျွန်တော်ညီတဲ့ interview တစ်ခုမှာအဲဖြေဘူးထားပါတယ်ဟိုမောင်နှမ်းဝင်းနဲ့ interview မှာဖြေလို့ပေါ့ပွဲဆိုတာကြက်ပွဲလဲကြက်ပွဲပဲနော်ဘောလုံးပွဲလဲပွဲပဲနော်ကျွန်တော်ဇက်ကြတော့အဲ့လိုမဟုတ်တော့ဇာတရန်ကရောတီတီဇက်ဆိုတဲ့စောင့်ဖို့နေအင်းကြီး ဇသမားလာရင်မှတ်သားရရပါတယ်တင်ငါးသာရကြရပါဇသမားပြန်ရင်မှတ်သားရကြံမယ်ဇသမားပြန်ရင်ကွာအမိုက်ဘုံဝင်ကြံခဲ့တယ်ဆိုရင်ပုံစံမျိုးမဖြစ်အောင်နော်သာတကကြီးပုံပမာကြီးဥပမာကြီးဥပမာသိုးလေသာသမီရောက်နော်မိဘဒုက္ခရတဲ့အကြောင်းကြီးသာတကကြီးမိဘကိုမပြစ်မှားမိဘူး အာဥမာဇာတ်လက်ဆိုရင်ဇာတ်ထုတ်လို့ဇာတ်ထုတ်လို့ဆိုရင်မိဘကဖွင့်လို့ပြီမယ်တာသမီးရဲ့ပြင်မလိုက်တဲ့ဇာတ်ဇာတ်မင်းသားရဲ့ပြင်မမှုဟာသူပြန်ညာမှာခံရတယ်ဆိုတဲ့ဥစ္စာဟာကျွန်တော်ဟာမိဘကောင်းဆောက်ရတယ်နော်ငရေကြည့်တတ်တယ်ဟလာငရေလာလိမ့်မယ်အပယ်လက်ရောက်လိမ့်မယ်ဆိုတဲ့ဥစ္စာမျိုးမှတ်စားစရာကြံ့လို့အဲ့လိုပဲဇက်တော်ကြီးအများကြီးရဲ့မှာ ဲ့လိုသာသကားတွေယူစရာဥစ္စာတွေသင်္ကန်းသာရနိုင်တဲ့ဥစ္စာတွေကိုပုံဖော်ရင်တော့ဟိုကျွန်တော်ရည်ကျင်းမှုတရအနေနဲ့အမှုပညာကြီးဆက်လက်ပြီးတော့ရှင်းသင်ပြီးတော့မှာပါ။အော်ပေါ်ပင်ရေးကဆိုပြီးတော့မိုးလင်းပွဲပြီးဘာမှမှတ်သားရလည်းမရှိဘူး။အာချိုးကတော့ကောင်းအောင်တော့ကွာဆိုသဘောသဘောဥပမာပြောတာပါ။အဲ့ဒါမျိုးနဲ့လည်းပြီးသွားလို့မရအောင်။မှတ်သားရ message တွေတခုခုအေးကွာဟဲ့အောင် မိကိုဆက်မကြည့်ဘူးလားကွာဟိုဆက်မလို့တဲ့မိဘကိုစော်ကားတဲ့သားသမီးဘလို့ခံရလဲဆိုလို့စဒါတယောက်နဲ့တယောက်မှတ်သားစီကြက်ပုံဖော်ချစီလူစီအဲ့ဒါကြောင့်ဗသမားပြန်မှတ်သားစီကြံရမယ်ဆိုတဲ့ဆောင်းဘုတ်ကိုပုံဖော်ခဲ့တာဘလို့ဖြတ်တန်းပြတယ်ဒါမျိုးကျွန်တော်တို့ပြည့်တတ်တယ်မကြားမှမရဟုတ်ကဲ့အဲဒီကလည်းအရန်ဖြစ်ပြရတယ်အရန်ဟောပြပြဟုတ်ကဲ့ဟုတ်ကဲ့မီဒီယာခက်ကနေတာဟိုအဲဒီကအဲဒီမှာဆိုရင် ျွန်တော်ခက်ငင်ငယ်လုံးကပေပေဟာဒီဖူဘရိုက်ချစ်ဟိုချစ်ကြီးရေးအရာဆိုပြီးတော့အမေရိကတို့အင်္ဂလန်တို့ဘာတို့ညာတို့ကိုနိုင်ငံတော်ဈေးနဲ့တွားခဲ့ရတယ်ဟိုအင်တာပရိုက်တာလုတ်ပေးတာကဒဂုံဘဥပတင်ပညာရှင်ကြီးကလုတ်ပြီးတော့ဘဘဥတင်မောင်ရေဖေဖေရဲ့တစ်ခေါက်နောက်တစ်ခေါက်ကျတော့ဟိုဥက္ကနတ်စိန်တို့ဘာတို့ကပါလဲဥစ္စာတက် တမျိုးတယောက်ပြီးပဲတစ်ခေါက်အဲ့လိုမျိုးဖေးတို့သွားခဲ့သွားလာချိန်မှာဘောဥတည်မောင်ကဇက်လောကရဲ့ lighting ပညာနဲ့ပတ်သက်လို့ setting ဥစ္စာနဲ့ဘလို့သုံးအသုံးချမလဲဆိုပြီးတော့ idea ကိုရအောင်ယူခဲ့ဖေဖေကကြတော့အဲ့လိုပဲတို့ဇက်တိခိမိအောင်ဘလို့လုပ်မလဲဖေတို့ရောက်ခဲ့တာ professor ကိုလည်းကြည့်ခဲ့ဘူးတော့ ဘရိုဝေးမှာဘလူတွေလှုပ်လဲဘလူတွေလှုပ်လဲဆိုတဲ့အမြင်နဲ့လာဝင်းဇက်ခုံကြီးဆိုတာကိုတီထွင်ပြီးတော့အဖေကဟို 3D မြင်ရအောင်ဘပရိသတ်ဆိုတော့ရှေ့ကတောက်ချောက်ပဲမြင်ရတာလေသုံးဘက်မြင်အောင်ဆိုတော့ဇက်ခုံကြီးကိုပရိသတ်ထဲဝင်ရောက်သွားအောင်ဇက်ခုံကိုသုံးစင်ကာပြီးတော့ပုံဖော်ခဲ့ရအဲ့လိုပုံဖော်တဲ့နေရာမှာလေဓာတ်တော်တွေကဟိုဗုဒ္ဓဝင်တို့ရာဇဝင်တို့သမိုင်းကြောင်းတွေအဲ့ဓာတ်တွေ အဖေတို့ကလူငယ်တွေသင်္ကန်းစာရစီလို့ဖော်ထုတ်ခဲ့တယ်။အဲဟိုကောင်ကျော်ထွန်းနဲ့ဟိုတစ်ခေါက်မဟာနဲ့ရိုက်တဲ့အနန္တပဲဇတ်ထုတ်ဆိုရင်ဒါဟာသင်္ကန်းစာပေးတဲ့ဇတ်ထုတ်ပြီးလို့ပဲ။ဒါဖေဖေရဲ့ဇတ်ထုတ်ကျွန်တော်ပြန်ပြီးတော့ဇတ်ညွန်းပြန်ခွဲမော်ဒန်နိုက်ခင်းနေလို့ညီတဲ့မော်ဒန်နိုက်ကိုလုတ်ပြီးတော့ပုံဖော်ရလေပြည့်စက်အားပေးမှုရခဲ့တယ်။ ဘဝဥတီမောင်ဆိုရင်ဟိုဘက်ကဟိုဘုဒ္ဓဝင်ဖွားတော်မူကန်းလေးတော်တင်ကန်းဆိုပြီးတော့အမျိုးမျိုးပုံဖော်တယ်ခပေရတော့ရောက်လာမွေတောင်းကန်းနော်အဇတရတို့ဘာလို့ညာလို့အဲ့လိုလူငယ်တွေမှတ်သားစရာရအောင်ပုံဖော်ကြပါတယ်ဆရာဆရာကြီးရေးတာကိုလက်ဆင့်ခံပြီးတော့ဖေတို့ကပုံဖော်ကြတယ်အဲပုံဖော်တဲ့နေရာမှာလေဟိုဒါလိုက် head ယူရမဟုတ်ဒီ modernize အဲ့ဒီခေတ်မှာ19ရာစုခေတ်ကဆိုရင်19ရာစုဟန်20ရာစုတော့20ရာစု21ရာစု21ရာစုအဲ့ဒီဟန်မျိုးတွေနဲ့အကုန်လုံးကပုံဖော်ကြတာကျွန်တော်ပြောချင်တာအရင်တော့ကနောက်ပိုင်းဆက်တော်ကြီးဖေရိုကခဲ့တာဆိုနောက်ပိုင်းဆက်တော်ဆိုရင်နှစ်နာရီခွဲလောက်ကြာလူငယ်တွေအမြင်မှလည်းရိုးဤရိုးဤရဲ့ခါကျတော့အဲ့ဒါမျိုးယူသွားပေးလို့လေ လူတွေ interest စိတ်ဝင်စားမှုရှိမှာမဟုတ်ဘူးအဲ့တော့ short to the point အဓိက subject ကိုလိုချင်တဲ့ဥစ္စာလေးကို focus ချက်ပြီးတော့အဲ့ဒါလေးကိုပဲ enlarge လုပ်ပြီးတော့တည်ပြခြင်းလားကန့်ညီပဲဆိုပြီးတော့ကျွန်တော်တို့ခတ်တူတူနဲ့ပြတ်အောင်ဓာတ်တုပ်ကိုဖြတ်နောက်ဆုံးကိုပြောရရင်ခေချင်းကြီးကလူတွေလောက်ကပြန်တဲ့ချိန်နောက်ကြတယ်အဲ့တော့ပွဲကင်းက စီရဲစီရနောက်ကြတယ်ပွဲထွက်ကနောက်ကြတယ်အချိန်ကြီးကဒီကြားထဲမှာအိုင်ဒယ်တစ်ခုအနေနဲ့စိတ်ရှိုးဆိုတာကြီးကပေါ်လာပြန်တော့ဒါကိုလေဧည့်သည်ကြီးကြိုက်အောင်ပြိတ္တကြီးကြိုက်အောင်စားထိုးရတဲ့အချိန်ကကျုံသွားတယ်ကျုံသွားတဲ့ခါကျကျွန်တော်တို့ကအဲ့ဒါလေးကိုကိုရတဲ့အရင်တော့နှစ်နာရီရပြီမြဲခုနောက်ပိုင်းမှာကျွန်တော်တနာရီလောက်လည်းပဲဖြစ်ဖြစ်နာရီဘက်ကျော်ကျော်လောက်လည်းပဲဖြစ်ဖြစ်45မိနစ်လောက်လည်းကျွန်တော်ဖြတ်ပြီးတော့ပုံဖော် ဖေဖေရဲ့အချိန်အာဝါတနဲ့ကျွန်တော်တို့ကအများကြီးกว่าပါတယ်အဖေကကဘာတိပါเนาะဘဝဥတ္တမောင်ကြီးလည်းကဘာတိပါပဲအဲအဲ့လိုပဲကျွန်တော်တို့ဒီဖေဖေကမွေးတဲ့သားဆိုရဲဟဲဒီငယ်အောက်မှာပဲရှိပါတယ်ပညာရလည်းမရှင်းလာပါဘူးဟိုနာမည်ကြီးမှုမှလည်းမရှင်းလာပါဘူးဒါပေမဲ့ကျွန်တော်တို့ကအမှတ်တမားမလို့မှတ်မိရဲ့ဥစ္စာတွေကိုနောက်မျိုးဆက်ကြည့် ရအောင်ဆိုပြီးကျွန်တော်မှတ်ထားတဲ့အမှတ်ကိုပြန်ပြီးတော့မျှဝေတာကျွန်တော်အတက်မဟုတ်ပါဘူးအမှတ်တက်ပါပါဟုတ်ကဲ့ကဘာမြမအကဥစီအောင်မင်းဆိုတာလေမမရဲ့ addict တယောက်ပါလားဟောတယောက်ကမင်းသမီးလိုကလေဘဝဥဒေမောင်မင်းသမီးလိုကလေအဖေကမင်းသားလိုကလေနှစ်ပါးသွားကြီးကလေအဲ့လိုကြီးဖြောပြီးပြီးတော့ကျွန်တော်တို့တင်ဆက်တဲ့ခါမှာပြိဿရဲ့အာပေးကြည့်ရှင်ခါရီအာမြမနုပညာဆိုတာဒီလိုပါလား ဒီလိုဟာမလာအဲ့ရောအဖေကရောင်တုံးနေပဲတပည့်အရှင်နေပဲအဲ့တော့နိုင်ငံသွားတော့လေအဲ့တပည့်ရှင်နေဆိုအဖေကိုမင်းမင်းမနဲ့မှားတယ်အဖေမင်းမမှတ်ကြတာဟုတ်တယ်မင်းမမှတ်ကြတာဒါပေမဲ့အဖေကမင်းမမဟုတ်ဘူးဖေကယောက်ျားစစ်စစ်ကအော်သူကသူရေးဖို့ကဒီလိုကြီးဝတ်ကြပါလားမင်းသားဆိုတာဒီလိုပါလားဆိုတဲ့အမြင်ကိုလူကြီးမြင်သွားတယ်ပိတ်သက်သိသွားတယ်လက်ခံအားပေးတယ် ီစီစဉ်ကိုကြည့်နေမဲ့ပြည်သက်တွေပေါ့နော်အဲကျွန်တော်တို့ဒီရှင်းရှင်းရဲ့ဒီဇက်ထုတ်တွေဆိုတာဒီလိုဟိုပြဇက်တွေအနေနဲ့ပဲရရဲတဲ့ဇက်တပေအဖွဲဆိုတာလည်းရှိတယ်ဟုတ်ကဲ့ရုပ်ရှင်မှာဆိုလေဒီလိုဇက်ကြီးတွေကိုထောက်ပေါ်ပြီးရိုက်တက်တယ်တက်တယ်မျိုးစိတ်တော်ရှိကြမရှိဘူးဟုတ်ကဲ့ခင်ဗျာအဲ့တော့ဒီစီစဉ်ကိုကြည့်နေမဲ့ဇက်ချစ်တဲ့ချစ်တဲ့ပြည်သက်တွေဆရာဖြစ်ဆိုပါလိမ့်မယ်ပြောပြချင်ပါရှင့်ကျွန်တော်တို့တပင်းစေဆက်စပင်းဆိုတာပိတ်လက်အားပြီးမှ မြို့သားရမဖြောပြီးတင်ဆက်ရတဲ့အဖွဲ့ဖြစ်တဲ့တွင်ပိဿကေအာပိမှုလက်ခံမှုဒီကောင်အရာတွေကိုတတ်နိုင်ဆုံးလူငယ်မျိုးဆက်စ်အမှုပြန်သမားလေးတွေကိုကြည့်ရှုအာပိရင်အာပိရင်နဲ့ညီမရဲ့အမှုပညာကိုမြင့်တည်ပေးကြပါလို့ကြွလောက်ကြည့်ရှုကြမယ်ပြိဿများကိုဖိတ်ခေါ်ပါတယ် 招处有的，你找一看。